ငလင်ကြောင့်ပျက်စီးဆုံးရှုံးသွားရတဲ့တက္ကသိုလ်ဝန်ထမ်းဆာမီးပွဲအဖြေလွှာတွေအစားအစ်စ်ပြန်လည်ဖြေဆိုရမယ်လို့စစ်ကောင်စီကသတ်မှတ်လိုက်တာကြောင့်ចောင်းသားចောင်းသူတွေနဲ့မိဘတွေမှာဝင်တော့ဝင်ဖို့ဖြစ်စေတယ်လို့ပြောဆိုနေကြပါတယ်။ငလင်နံတင်းခဲ့တဲ့ပြည်သူတွေကចောင်းသားနဲ့မိဘတွေဟာရပ်ပေါင်း90အတွင်းဒီဆာမီးပွဲကို ပြန်လည်ဖြေဆိုဖို့စိတ်ပိုင်းရောရုပ်ပိုင်းဆိုင်ရာမှာပါအခက်အခဲများစွာကြုံတွေ့နေကြရတာပါ။ဟာဝင်ဝင်တော့ဖြစ်တာပေါ့အကုန်လုံးသမင်းပို့ကျိုးအစအဆုံးပြန်လုပ်ရတာပဲ။ အကုန်တောင်းတာကတော့အစာဆုံးဘာမှကိုယ်ကမပြန်ပြန်လုပ်ပြရတယ်။ဖြေလဲဖြေနိုင်တယ်ဆိုအစာဆုံးပြန်ဖြေရတာပေါ့အဲ့ဒါကုံတာပေါ့ပတ်စံတော့လူလဲလှုပ်ထွက်သွားတာသမင်းလေးပို့ပါပို့လဲပို့ပါပြီလေနှစ်ရက်ရှိပြီသမင်းစပို့ရတာမလေးစားတော့မလေးစိတ်တွေကိုတိုးလို့အိမ်ရောက်တော့အခုသမင်းစားနေတာသမင်းစားနေရင်ကိုစိတ်ဆိုးတာငလေးလှုပ်ရင်လည်းသူ့တရားမလှုပ်ဘူးလို့ပါတော့အကုန်လုံးတရားလှုပ်ကုန်ထေသွားပြီးသားအဲ့လိုကိုပြောတာဒါဆိုတာငလေးကြောင့်ဒါငလေးကြီးကျဲလှုပ်ပြီးတော့မလေးစိတ်တွေမီလောက်နေဖြစ်ပါတယ် ဟိုမိတက်ကားရဲ့ကုမလာနေဖြစ်ပါဘလ28ရက်နေ့လောက်ခတ်ခဲ့တဲ့ငလင်ကြောင့်မန္တလေးတက္ကသိုလ်မီးလောင်ခဲ့ပြီးမန္တလေးစာစစ်ဆောင်လည်းပါဝင်သွားခဲ့ကာစာအဖြေလွှာ၄သိန်းကျော်ပျက်စီးသွားခဲ့တယ်လို့စစ်ကောင်စီကထုတ်ပြန်ပါတယ်။အရင်အဖြေလွှာတွေကိုဖြည့်ဆို့ခဲ့တဲ့ကချင်ပြည်နယ်စကိုင်းတိုင်းမန္တလေးတိုင်းနဲ့နေပြည်တော်တို့ကနေကျောင်းသား6000ကျော်ကိုလာမယ့်ဇွန်လ16ရက်နေ့ကနေ21ရက်နေ့ထိပြန်လည်စစ်ဆေးသွားမှာဖြစ်တယ်လို့ဆိုထားပါတယ်။ ဆာမီဝဲပြန်ဖြေဖို့ငလင်ဘေးတင်နေတဲ့ကြားကပျောက်ဆုံးပျက်စီးသွားတဲ့ကျောင်းသုံးစာအုပ်တွေပြန်ဝယ်ယူရတာကျောင်းပြန်လဲတက်ရောက်ရမှာနောက်ထပ်ဆာမီပွဲအတွက်ပြင်ဆင်ကြရတာဖြစ်လို့စိတ်ရောလူပါပင်ပန်းရတယ်လို့ကျောင်းသားနဲ့မိဘတွေကဆိုကြပါတယ်ဒီစနတန်အစိုးရစစ်ဆောင်ပွဲကြီးကိုဖြေဆိုပြီးသားကျောင်းသူတယောက်ဖြစ်တဲ့ကိုအနေနဲ့စနေတန်းဆောင်ပွဲကိုပြန်လည်ဖြည့်ဆူရမှာတော့တော်တော်ကို challenge တစ်ခုပါပဲ။ဘာလို့ဆိုတော့ဒီလိုတစ်နှစ်ပတ်လုံးတစ်နှစ်ပတ်လုံးစူးစမ်းထားပြီးတော့ တေချာဖြီထားပြီးမှနောက်ထပ်တစ်ခေါက်ပြန်ဖြီရမယ်ဆိုတာတော်တော်ခက်ခဲပါတယ်။ပြီးတော့စားရည်မလုပ်ဘဲနဲ့နားထားပြီးမှဒီစားရည်ကိုပြန်ကြည့်ရမယ်။ပြီးရင်အချိန်ကလည်းတလာခွဲလောက်ပဲရတဲ့အချိန်ဒီတနစ်ပတ်လုံးစားကိုပြန်ဖြီရမယ်ဆိုတာခက်ခဲတဲ့ခက်ခဲတဲ့အခြေအနေတစ်ခုပေါ့နော်။ပြီးတော့ဒီစားရည်ကိုဘယ်လိုပြန်မှတ်မိအောင်လုပ်ရမလဲ။အရင်တစ်ခေါက်ကထက်အမမြောင်းအောင်ဘယ်လိုလုပ်ရမလဲဆိုတာကြီးက stress တော်တော်ပြီးတဲ့ ဆောင်မွဲလို့ပဲပြောရမှာပေါ့ဒီចောင်းသားတွေအတွက်စစ်ကောင်စီကအចောင်းသုံးပစ္စည်းတွေနဲ့လေ့ကျင့်သင်ကြားရေးစခန်းတွေဖွင့်လှစ်ပြီးဆောင်မွေးပွဲပြင်ဆင်ဖို့အတွက်မနက်28ရက်နေ့ကနေမေလ2ရက်နေ့ထိလှုပ်ဆောင်ပေးမယ်လို့ပြောပေမဲ့လက်ရှိအချိန်ထိနေရာအလုံးမှာဒီအခြေအနေမရှိသေးဘူးလို့အခြေခံပညာဆရာဆရာမတွေကပြောပါဗျ။ဆောင်မွေးပွဲပြင်ဆင်မဲ့ចောင်းသားចောင်းသူ6000ကျော်ထဲမှာနေပြိုကျပျက်စီးသွားသူတွေနဲ့မိသားစုဆုံးရှုံးလိုက်ရတာကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်ရတဲ့ចောင်းသားចောင်းသူတွေလည်းပါဝင်ကြတဲ့အပြင်ထပ်ပြီးဆောင်မွေးပွဲပြန်လည်ဖြေချမယ့်အစီအစဉ်ကိုလက်မခံကြတဲ့ចောင်းသားចောင်းသူတွေလည်းရှိနေပါတယ်။အစည်းကသူမပြေဘူးဆိုတဲ့အကြောင်းကတော့သူတစ်ခါအခုဖြေပြီးပြီဗျာဖြေပြီးတော့ဒီအဲ့လည်းကျိုးသားပါသားသူကပြေးလာတယ်အခုသူငရင်လောက်ထားတဲ့အခြေအနေရောပါတော့သူက ready ဖြစ်ပြီးပြတော့အခြေကာလတစ်ခုကတက်နေတာဗျာဆင်းပြေတော့ကြောင်းသားမိပါတယ်မရှိလိုက်အဆင်မပြေဘူးကြည့်မေးလိုက်အနားလေးမှာရှင်းသေးတယ် ဘသူမှကိုသိမပြေအဲ့ဒါတော့အမှန်ပဲငလင်ကျောင်းမန္တလေးစကိုင်းနေပြည်တော်နဲ့ရှမ်းပြည်နယ်အပါအဝင်ငလင်တန်အစ်တဲ့ဒေသတွေမှာလူ3000ကျော်တည်ဆုံးခဲ့ရတဲ့အပြင်အပြက်စီးအများအပြားရှိခဲ့ပြီးလက်ရှိအချိန်ထိပိတ်မိနေတဲ့ရုပ်လောင်းတွေကိုရှာဖွေကယ်ဆယ်ရေးလှုံ့ဆော်နေကြရဆဲဖြစ်ပါတယ်။တက္ကသိုလ်ဝန်ထမ်းဆောင်မီးပွဲဟာပုံမှန်မက်လာမှာဖြေဆိုရပြီးဇွန်လမှာအောင်စင်းကိုကြီးညာတာဖြစ်ပါတယ်။ လက်ရှိငလင်ကြောင်ပျက်စီးသွားခဲ့ရတဲ့အဖြေအလျော်တွေကိုဇွန်လမှာထုတ်ပြန်မဲ့အောင်စင်းအမိပြန်လည်ဖြေဆိုကြဖို့ငလင်တန်ခံခဲ့ရတဲ့သူတွေကိုအထင်းအကျပ်လှုံ့ဆော်နေတဲ့အပေါ်ဝေဖန်မှုတွေရှိနေပြီးမဲ့စစ်ကောင်စီရဲ့ပညာရေးဝန်ကြီးဌာနကလက်မခံမဲ့ရပ်ပေါင်း90အတွင်းဆောင်မွေးပွဲကျင်းပဖို့လှုံ့ဆော်လာတာဖြစ်ပါတယ်